မဲဆိုတော့ campus နဲ့ group chat နဲ့မှာပြန်လည်ကြိုးစိုးလိုက်ပါရယ်ဒီထဲမှာတော့ calculator app part 2အချောင်းကိုပြောပြောသွားမှာဖြစ်ပါရယ် part 1မှာကျတော့ deepseek ကနဲ့ coding လုံးနဲ့နေ hopeway platform ကနဲ့ app ကို run နဲ့ deploy လုံးနဲ့ကိုအပြည့်အစုံသင်ပေးကြခဲ့ပါရယ်ဒီ video မှာတော့ calculator app ကိုအသုံးပြုပြီးပတ်စံဘယ်လိုချမလဲဆိုတာကိုသင်ပေးကြမှာပါပထမဆုံးအရေးကြီးတာကတော့ part 1ကိုမကြည့်ခင်ရင် part 1 video ကိုပြန်ကြည့်ပါအကြိမ်ရ part 1ကိုမကြည့်ခင်ရင်ဒီ video ကိုလုံးဝနားမလည်ပါဘူးနော်အခုတော့ earning ဘယ်လိုလွှဲရမလဲဆိုတာကိုပြောကြရအောင် အရင်ဆုံး calculator app မှာ s tab လို့လိုပါတယ်ပထမမှာကျွန်တော်ပြောရတဲ့အတိုင်းပါ s က earning ရမှာပါနော်လူများများ app ကို download လုပ်ချင်ရင် s rate ကိုမြင်တွေ့လို့ earning ပို့မြတ်ပါလိမ့်မယ်နော်ဒါပေမဲ့ download rate ရအောင်လို့ for app ကို platform များပေါ်မှာ upload လုပ်သင့်ပါတယ် app ကို platform တစ်ခုခုမှာ upload လုပ်ပြီးလူတွေ download လုပ်လောက်လာပါလိမ့်မယ် app ပြင် s ကတစဉ် earning ပို့မြတ်လာပါနိုင်မယ်နော်အဲဒါဆိုရင် s tab ပြီး app ကို platform များမှာ upload လုပ်ထားရပါမယ်အဲဆိုရင်ဒါလေးကိုဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ဒီ video မှာ step by step လောက်ပြပါမယ်နော်ဒါဆိုရင်မစ်ဆိုတော့ဒီ ီဒီယိုကိုလုံးဝမကြောပဲနဲ့အဆုံးထိကြည့်ပေးပါ။ဟုတ်ကဲ့အရင်ဆုံး calculator app ကို upload လုပ်ကြည့်တဲ့ဆိုရင်အရင်ဆုံး screenshot လေးကို you ဖို့လို့ပါတယ်။ app ထက်ကိုဝင်ပြီး over time screenshot you ရမှာပါနော်။အဲပထမဆုံး app ကိုဖွင့်ပြီးပုံမဲ့အတိုင်း screenshot တစ်ခုပြုလုပ်ပါ။ app ထက်ကလည်းအောက်အထိ score လုပ်ပြီး screenshot တစ်ခုပြန်ယူပါ။အဲနောက်တစ်ခုကတော့ phone ရဲ့ရေးဆွဲ date ပေါ့နော်။အဲ့ date ပြထားတဲ့ screen screen ကို screenshot ယူပါနော်။အဲနောက်ဆုံးအနေနဲ့ dark mode ဖွင့်ထားတဲ့အချိန်နေမှာ screenshot တစ်ခုပြုလုပ်ပါ။ ဒီလိုနဲ့စုစုပေါင်း၄ခုပြုလုပ်ဖို့လိုပါတယ်နော်အခုတော့အရေးကြီးတဲ့အစင်းတစ်ခုကိုတွားကြမယ်နော်ဒီအစင်းကလည်းနည်းနည်းအရေးကြီးပါတယ်တတိပြုပြေးနောက်ထောင်ပါနော်အခုမှတော့ရိုးရိုးလေးနဲ့ website တစ်ခုတိစောင်းဖို့လိုပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဗီဒီယိုအဆုံးပါနော်ပြောပြဖြစ်ပါမယ်အခုတော့ကျွန်တော်ပြောသမျှအတိုင်းလုပ်ပါနော်အရင်ဆုံး Chrome browser ကိုဖွင့်ပါ search bar မှာ blogger လို့ရေးပါနော်ပထမထွက်လာတဲ့ website ကိုနှိပ်ပါ ထပ်ဝင်ပြည့်တဲ့အခါ sign in ဆိုတဲ့ button ကိုနှိပ်ပါ Gmail account တစ်ခုနဲ့ sign in ဝင်ပါနော် sign in ပြီးသွားရင်အရင်ဆုံး blog name တစ်ခုထပ်ဖို့လိုပါတယ်ဥပမာအနေနဲ့ calculator လို့ရေးလိုက်ပါတယ်နောက်တစ်ခုက website address ထပ်ဖို့ပါနော်ဥပမာ calculator လို့ရေးလိုက်တော့ရမယ်မရဘူးဆိုရင်တော့အနေငယ်ပြောင်းပြီးရနိုင်တဲ့ name တစ်ခုကိုရွေးပါနော်ဥပမာ calculator 990ဆိုတာရသွားလို့ကျွန်တော်တို့ဒါပဲရေးလိုက်ရပါတော့။ပြီးရင် next ကိုနေပါ display name ထပ်မံမေးလာရမယ်အရင်ဆုံး name ထပ်ပြည့်ရဲ့ calculator ကိုထပ်လိုက်ပါအဲနောက်ဆုံး finish ကိုနှိပ်ပါနော်အဲနည်းနည်း loading ပြည့်ပြီးတော့ website လုံးငယ်တစ်ခုအစင်းသိပြီဖြစ်တော့ပါပြီအောင်ကဒီ view vlog ကိုနှိပ်ပါနော်ခု website ကိုကြည့်လို့ရပါပြီအခုတော့ website ထဲမှာအကြောင်းအရာဘာမှမရှိဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီမှာနော် post မထည့်သေးလို့ပါအခုအချိန်မှာတော့ website တစ်ခုရှိရပဲလူလာချိန်တာနဲ့ပြီးတော့ပါပြီအခုတော့အရင်ဆုံးကို website link ကို copy လုပ်ဖို့လိုပါတယ် ပြီးရင် Chrome browser ကိုဖွင့်ပါအပေါ်က search bar ထဲမှာ astera လို့ရိုက်ထည့်ပြီး enter နှိပ်လိုက်ပါနော်ရှားတဲ့ result ထဲကပထမဆုံး website ကိုနှိပ်လိုက်ပါအဲ website ထဲဝင်ပြီးပြီဆိုရင်အပေါ်နေရာဘဲတော့မှာရှိရသည့်၃ချက်ကိုအဲဒီ၃ချက်လုံး3 dot ကိုနှိပ်ပါနော်အဲ့ဒီမှာ desktop size ဆိုတဲ့ option ကိုဖွင့်လိုက်ပါဒီကြောင်ကတော့ astera ကို desktop version ကအတော့ပြူကြတာပိုလွေးလို့ပါနော် နောက်တစ်ခုတော့ sign sign in လုပ်မယ်เนาะဒီအပေါ်မှာ sign in ဆိုတဲ့ button ကိုနှိပ်ပါအဲ့ဒီအခါ option တစ်ခုပြလာမှာပါเนาะမိတ်ဆွေတို့ကဒီ start ending ဆိုတဲ့ option ကိုနှိပ်ရမှာဖြစ်ပါတယ်အဲ့ဒီ option ကိုပဲအသုံးပြု follow ပါတယ်เนาะအကောင့်ဖိဖို့အတွက်ဒီမှာเนาะအရင်ဆုံးကို email ကိုထည့်ပါ full name ဆိုတဲ့နေရာမှာကိုနာမည်ထည့်ပါ login name ထဲမှာအခရရဲနဲ့နာမည်ရဲနဲ့ပေါင်းပြီးရိုက်ထည့်ရမှာပါနော်ဥပမာ scale မှာပြထားသလိုမျိုးနော် password ဆိုးတွေနေရာမှာစိတ်ချရတဲ့ password ကိုရိုက်ထည့်လိုက်ပါပြီးတော့ဒီ messenger option ထဲမှာ telegram ကိုယူရပါနော် telegram username ဆိုးတွေနေရာမှာကို username ကိုရိုက်ထည့်ပါနော်ဥပမာကျွန်တော်တို့ username ကဒီမှာနော် chonai skr ဆိုးပါကနော် ြီးတော့ဒီအောက်ဆော့မှာရှိရဲ payment method ထဲကနဲ့ data TRC20 ကိုယူရပါဒီဟက်ကတော့ Binance account ထဲမှာရှိရဲ crypto wallet address ပါနော်အဲ့ဒီနင်းနဲ့ရရှိရဲ US dollar ကို Binance ထဲကိုယောလာပါလိုက်မယ် Binance ထဲကနေတော့ KPay နဲ့ WebPay တွေအသုံးပြုပြီးအဲ့ဒီ dollar တွေကို MMK ပြောင်းရောင်းနိုင်ပါလေနော်ဒါဆိုရင်ကိုငွေတွေကိုမြန်မာငွေနဲ့အနေနဲ့ရရှိသွားပါလိမ့်မယ်အခုနောက်ဆုံး step ပေါ့နော်အောက်ဆော့မှာရှိရဲဒီ sign up ဆိုတဲ့ button ကိုနှိပ်လိုက်ပါ email ကို verify လုပ်ဖို့လိုသေးရေပေါ့နော်ဒီကို email app ကိုဖွင့်ပါ STR ကပို့တဲ့ email ကိုဖွင့်ပါအဲ့ဒီ email ထဲမှာရှိရဒီ confirm email ကိုအဲ့ရအဲ့ဒါလေးကိုနှိပ်ပါနော် email verify ပြီးတော့ပါလိမ့်မယ် SOP ပြီးပေါ့နော် email verify ပြီးဆိုရင် Chrome Chrome ထဲကိုပြင်သွားပြီး page ကို refresh လုပ်လိုက်ပါပြန်ကို email နဲ့ password ထည့်ပြီး login ပေးလိုက်တာနဲ့ extra account ပြင်ဆင်ပြီးအသုံးပြုနိုင်ပါပြီ။ Okay login ဖြစ်သွားပြီဆိုရင်ရော message မှာအခုလို interface တစ်ခုပေါ်လာပါလိမ့်မယ်။ ဲ့ဒီအခါမှာတော့ option မှာရှိရဒီ advertise ဆိုတဲ့ cloud ကိုနှိပ်လိုက်ပါမယ်နော်။ဒါနဲ့ပဲမိမိလုံးထရရဲ့ website ရဲ့ link ကို copy ဒီမှာ paste လုပ်ပြရမှာဖြစ်ပါတယ်။အရေးကြီးတဲ့အရှိကတော့ဒီ website ကိုဒီမှာ add မလုပ်ရတော့ add မရနိုင်ပါဘူးနော်။ add ကမရနိုင်ပါဘူး။ပြီးတော့ကျွန်တော်တို့ရဲ့ဒီ app ထဲမှာ thread for အတွက် add တွေကိုဒီမှာ you follow ပါတယ်။ website category ထဲမှာ order ကိုရွေးချယ်လိုက်ပါနော်။ပြီးတော့ banner တစ်ခုပေါ်လာပါလိမ့်မယ်အဲ့ဒီ banner ကိုနှိပ်လိုက်ပါနော် ဒီမှာ ads အမျိုးအစအဆုံးလင်းဆိုတာရှိပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တို့ calculator app တစ်ခုဖို့လုံးနေရဖြစ်လို့ဒီ banner ads ကောင်းပါတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အကြီးကြီး ads တွေကိုထည့်လာမယ်ဆိုရင်တော့ app ကိုတော်ရဲတူတယ် ads တွေချင်းရောစိတ်မရှိတော့တာမျိုးဖြစ်တတ်ပါတယ်နော်အဲ့ဒါအကြောင်းသူတို့ app ကိုဖြည့်လိုက်တာမျိုးဖြစ်နိုင်ပါတယ်ဒီအတွဲ banner ad ကိုသာရွေးဖို့အရေးရှိပါတယ်ပေါ့နော်အခုတော့ banner size ဝေးဖို့ရှိရင်ပါ အမျိုးမျိုးသော banner size တွေရှိပါတယ်ဒါပေမဲ့ပထမဆုံးအပေါ်မှာရှိရဒီ default size ကိုတန်းရွေးလိုက်ပါနော်ပြီးရင် add ဆိုတာကိုနှိပ်လိုက်ပါဒါပေမဲ့ add မဖြစ်ဘူးဆိုရင်မိတ်ဆွေတွေဒီမှာနော် website link ထက်မှာ .com နောက်ကအပူစာလုံးတွေအကြောင်းတွေကိုပြလိုက်ရတယ်ဖြစ်တော့ပါတယ်ဗောနော် အခုဆို website add ဖြစ်တော့ပါပြီဒါပေမဲ့အခုဆို pending ဖြစ်နေပါတယ်ပေါ့နော်လက်မီနီလောက်ဆောင်ရမှာဖြစ်ပါတယ် active ဖြစ်သွားတဲ့အခါအထက်ပြ payment information ထပ်ဖို့ပြောချင်ရပါတကယ်လို့ငွေထုံးခြင်းရဲ့အချိန်မှာဒီအရှဲလေးတွေကိုလိုအပ်မှာပါနော် payment info ထဲနဲ့ရတာတော့ဒီမှာပြောပြမယ်ပေါ့နော်ဘယ်ဘက်ထိတ်မှရှိရဒီ wallet icon ကိုနှိပ်ပါနော်အဲ့ဒီနေရာမှာမိတ်ဆွေတို့ရေငွေလဲခြင်းအရှက်အလေးပြည့်စုံအောင်ဖြည့်ရပါမယ်ကျွန်တော်တို့ကတော့အသက်ဖြစ်ဖို့ပြသဖြစ်လို့အခုဒီနေ့ချင်းပြချင်းပါတယ် ကွန်တီမှာမြန်မာရွေးပါနော် currency မှာ USDT ရွေးပါ USD ပေါ့နော် payment method မှာ Tether TRC20 ကိုရွေးပါနော်ကျွန်တော်တို့အရင်ပြထားတဲ့နေ့လင်ပဲနော် first name နဲ့ last name ဖြစ်ပါ address မှာတော့မြန်မာဖြူလို့ရေးထားပါတယ်ဝိဇ္ဇတို့ကဒီမှာနော်မြန်မာရန်ကုန်လို့ရေးလို့ရပါတယ်အရေးကြီးဆုံးအချက်ကတော့ Binance wallet address ထည့်ရမှာဖြစ်ပါတယ်အဲ့ address မှာပဲမိတ်ဆွေတို့ရေငွေပက်ချက်မှုတွေပြန်လာမှာပါနော် Binance account မရှိသေးရင်တော့ YouTube မှာ tutorial video တွေအများကြီးရှိပါတယ်နော်အဲ့မှာကြည့်ပြီးကို account ကိုတိစောင်းလိုက်ရုံပါပဲ Okay Binance account ရှိပြီသားသူတွေအတွက်ဒီ login ကလွဲကိုပါတယ်နော်ပထမဦးဆုံးဒီ Binance app ကိုဖွင့်လိုက်ပါနောက်ပြီးအောက်က wallet ဆိုတဲ့နေရာကိုနှိပ်ပါပြီးရင်တော့ deposit ကိုနှိပ်ပါနော်အဲ့ဒီမှာ USDT လို့ရိုက်ချပါပြန်ပြီးအပေါ်ဘက်မှာရှိတဲ့ဒီ drone 120ကိုရွေးပါ အဲ့မှာပြထားတဲ့ deposit address ကို copy လုပ်ပါအပြန်လာပြီးဒီ Astera မှာ wallet address ထဲပုံနေရရှိရခါမှာ copy လုပ်ထားတဲ့ address ကို paste လုပ်ပြီး save ကိုနှိပ်လိုက်ပါဒီအချိန်မှာတော့ save လုပ်လိုက်တဲ့အခါမှာမိတ်ဆွေတို့ရဲ့ Gmail မှာ verification code တစ်ခုရောလာပါလိမ့်မယ်နော်အဲ့ဒီတော့ Gmail ထည့်သွားပြီး code ကို copy လုပ်လိုက်ပါပြန်လာပြီးဒီမှာ paste လုပ်ပြီး save လုပ်လိုက်အောင်ပါပဲနော် အဲ့ဒါနဲ့ပဲ permit information ဆိုတာအောင်မြင်စွာပြည့်စုံသွားပါပြီအခုတော့ air code အလောလော nebula ဆိုတာသိကြည့်ရအောင်ဒီ error ကိုနေပါနော်နောက်ပြီး direct link ကိုနေလိုက်ပါဖွင့်လာတဲ့စာမျက်နှာမှာတနည်းအားခွန့်ပြင်းနေလိုက်ပါကဲအလောင်းဥပ္ပေပါနော် air code အလောလောနေပါပြီပြီးရင်တော့ဒီ gate code ကိုနေလိုက်ပါနောက်ထပ် code တွေပေါ်လာပါလိမ့်မယ်เนาะ copy code ကိုနေပြီး copy လုပ်လိုက်ပါတော့ကတော့ဒီမှာเนาะဒီ code ကို Telegram note ထဲမှာတိတ်ထပ်ပါတယ်เนาะအခုတော့ DeepSeek AI ကိုတွားလိုက်ရအောင် DeepSeek ထဲကဝင်ပြရခါမှာဒီမှာเนาะအပေါင်းနေရာမှာရှိရဒီမြင်းတောင်းချောင်းကိုနှိပ်ပါပြီးရင်အရင်တုန်းကဒီ code software ရေးဖို့ prompt prompt တွေထည့်ခဲ့တဲ့ tab ကိုဖွင့်ရမှာပါเนาะအရေးကြီးတာကအဲ့ဒီအတီးရကြ tab ကိုပဲဖွင့်ရမှာဖြစ်ပါတယ် အရှားတစ်ခုဖွင့်မယ်ဆိုရင်ကိုတစ်ခုလုံးအလွဲတော့မှာဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီမှာရှိလိုက်ရောဒီမှာဟုတ်ကဲ့နော်ဒါပဲဖြစ်ပါတယ်ကျွန်တော်တို့ app ကို fancy care attack ဖြစ်ပါတယ်အခုတော့ prompt number 4ကိုပြန်ပို့ဖို့လိုပါတယ်နော် prompt မှာ add script တစ်ပိုင်းပတ်လိုက်မယ်နော်အဲ့ဒီအပိုင်းကိုဖြည့်ပြီးမိတ်ဆွေတို့ရဲ့ stdia code ကိုထည့်ပေးဖို့လိုပါတယ်အဲ့ကဲကျွန်တော် code ကိုအတူ UP ပဲပြန်ပြလိုက်မယ်ဆိုရင်မိတ်ဆွေတို့ရဲ့ Fantime app ထဲမှာကျွန်တော်ရဲ့ Astra account က SD တော့ပြသမှာဖြစ်ပါတယ် ပြီးတော့ဝင်ခွဲတိုင်းကကျွန်တော်ဘက်ကိုပဲသွားမယ်ဆိုတာတိထားဖို့လိုပါတယ်။ဒါကြောင့်မိတ်ဆွေတို့ကိုပိုင် add code ကိုထည့်ပါနော်။အဲဒါဆိုရင်တော့ prompt ကိုပေးပို့လိုက်ပါ။ DeepSeek AI က code ပြင်ရေးမှဖြစ်ပါတယ်နော်။အဲ့ဒါနဲ့နောက်တစ်ခါဆောင်းပြီးနည်းနည်းမျှော်လင့်ပါမယ်။တခါတလေဒီ code ရေးသွားမယ်ဆိုရင်ဘာလို့ရမလဲဆိုတာသိကြပြီမလား။ပြန်ထွက်ပြီး DeepSeek ကိုပြင်ဝင်ရအောင်ပဲပေါ့နော်။ ကိုးကားဒီမှာနော်ပြန်လုံးသွားပါပြီအခုဆိုရင် coding အကောင်းဆုံးပြပါပြီပေါ့နော်အခုတော့အပေါ်ကို scroll လုပ်ပြီး code ကို copy လုပ်ပါပြန် hope web ထဲကိုဝင်ပါ address.html ကိုနှိပ်ပါအခု copy လုပ်ထားတဲ့ code ကို select all လုပ်ပြီး paste လုပ်ပါပြန် run cloud ကိုနှိပ်ပါ ဒီမှာမဆိုးလို့ကြည့်လို့ရပါတယ်ဗောနော app ထက်မှာ ads ကောင်းကောင်းပေါ်လာပါပြီကဲဒီမှာအမျိုးမျိုးတွေ ads ပြောင်းလဲလဲပြပြတန်းနေပါတယ်အရင်မိုက်တာဗောနော် အခုတော့ app ကို deploy လုပ်မှာပါ deploy ပြုလုပ်ဖို့အတွက်အရင်ဆုံး apps မရှိသေးအဟောင်း app ကို delete လုပ်လိုက်ရအောင်ပြန်လည်ဟိုဘက်ကိုသွားပါမယ်အပေါင်းဒီမှာเนาะအဲ့မှာအပေါင်းမှာ publish your website လို့ရေးထားရလေးထားတဲ့ဟာကိုနှိပ်လိုက်ပါမယ်နောက်တော့ convert to application ကိုနှိပ်ပါ app အဲဒီမှာเนาะ logo ကို select လုပ်ပါမိတ်ဆွေတို့ရဲ့ brand တို့မှာ cartoon character ကိုထည့်သွင်းနိုင်ပါတယ် AI နဲ့လည်း logo လုပ်လို့ရပါတယ်ပေါ့เนาะ application name ထဲမှာ app ရဲ့ကို app ရဲ့နာမည်ကိုရေးပါเนาะကျွန်တော်အခု calculator လို့ရေးလိုက်ပါတယ် design တွေနဲ့ part 1မှာပြောပြတဲ့အတိုင်းပဲပေါ့เนาะအရှုအစင်းရဲ့နဲ့ပြန်လဲပြောပြပါမယ် package name မှာဒီမှာ mysuru site ချရေးရေးနိုင်ပါတယ်အခုအရေးကြီးဆုံး step တစ်ခုကတော့တေးကြနားထောင်ပါပေါ့เนาะဒီ carry php environment ကို on lock လုပ်ပါတယ်ပေါ့เนาะအကယ်၍ဒီ option ကို on မလုပ်ရင် mysuru ရဲ့ app မှာ ads မပြတတ်နိုင်ပါဘူးเนาะဒီအချက်ကိုမပြည့်မနဲ့လုံးပြပါเนาะပြီးတော့ဒီ full screen mode ကို on လုပ်ပါ high title bar ကို on လုပ်ပါเนาะနောက်ပြီး allow swiping to refresh ကို off လုပ်ပါပြီး okay button ကို click လုပ်ပါเนาะအခု error တခုပြသပါတယ်เนาะဒါဆိုရင်စိတ်မှုပူပါနေပြီအောင်เนาะဒီ error အကြောင်းကတော့ app name မှာ dot တုံးထားတာအကြောင်းပါဖြစ်ပါတယ် အဲ့ဒီတော့ဒီ dot ကိုဖျက်ပြီးတော့ dash ထည့်ထားပါမယ်နော်အခုတော့ထဲစူးစမ်းကြည့်ပါစို့ဟုတ်ကဲ့ app install log for အတွက်အသင့်ပြီနော်တစိမ့်တစ်ပိုင်း app ကို install log ပြီးကြည့်ရအောင် ဒါနဲ့ S တကယ်ကို run fee နဲ့ပြီးဆိုတာကိုအခုပဲစစ်ဆေးလို့ရပါတယ်။ Okay အခုတော့ကျွန်တော်တို့ရဲ့ app ကိုတကယ်အတိုင်းတက်အောင်မြင့်အောင်ပြင်ဆင်ပြဖြစ်ပါပြီ။အခု S ရဲ့လည်းအတော်လေးနဲ့အောင်မြင့်စွာပြင်နေပါပြီပေါ့နော်။အဲဒါဆိုအခုတော့ကျွန်တော်တို့ app ကိုအခြား platform တွေမှာတင်းသွဲဖို့လိုပါပြီ။ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့ website တောင်းကိုရှာဖွေထားပါတယ်။ Padma software ကတော့ဒီမှာနော် uprodown.com ဒုတိယကတော့ developer.apkpu.com နော်တတိယကတော့ catapulet.io ပေါ့နော်ဒီတော့ခုထက်ကတခုခုပဲဥပမာအနေနဲ့တင်းပြမှာမင်းနော် channel တစ်ခုကတော့မိတ်ဆွေကိုတိုင်တင်နိုင်အောင်လောက်ဖို့အခြေပဲကြည့်ပါတယ်ဗီဒီယိုကလည်းတော်တော်ရှင်းသွားပြီပေါ့နော်အခုတော့ပထမအောင်ဆိုတာ chrome မှာ opto dyne developer zone လို့ရိုက်ပြီးပထမထွက်တဲ့ website ကို click လုပ်ပါပြီးရင် create account ကိုနှိပ်ပါ email လက်ကောင်းဖွင့်ပါနော် organization နဲ့မှာမက်ဆွေတို့ရဲ့နာမည်ကိုရေးရမှာနော်ပြီးတော့ add new app ကိုနှိပ်ပါအဲ့မှာ android ရဲ့အဖြည့်ထပြီး browse ကိုနှိပ်ပါ app file ကို uf follow ပါတယ်ပေါ့နော်ဒီမှာ file ထဲက vendor ကိုနှိပ်ပါပြီးတော့ hopeware ကိုနှိပ်ပါပြန်ပြီးတော့ project ကိုနှိပ်ပါနော် အဲပြီးတော့ calculator ဆိုတဲ့ folder ကိုတွားပြီးမိတ်ဆွေတို့ရဲ့ app ကိုရွှေ့လိုက်ပါအဲ့ဒီအချိန်မှာ upload ကိုနှိပ်ပြီး upload fee အောင်ဆောင်ပါနော်โอเคအခုတော့ app upload ဖြစ်ပါပြီပေါ့เนาะဒါပေမဲ့လည်းဒီနေ account တော့မဖြည့်မဖြည့်သေးပါဘူး app ကြီးကတေးစိတ်အရှိလေးတွေကို screenshot နဲ့လည်းထည့်ဖို့လိုပါတယ် အမဆလက်ကတဂရီကိုနေပါ finance ကိုယူလိုက်ပါနော်ပင် country မှာကျွန်တော်တို့ကမြန်မာကိုယူလိုက်ပါတယ်ဒီပလိုမာနဲ့မှလည်းမိတ်ဆွေတို့ရဲ့နံပါတ်ကိုထည့်ပါနော်အဲ့ဒါနဲ့ screenshot ဆိုးတဲ့အပိုင်းကိုတွေ့ပြီးဒီ add ကိုနေပါ မိတ်ဆွေတို့ကဒီမှာယူထားတဲ့ screenshot တွေကိုတစ်ခုပြီးတစ်ခုထည့်သွားရမှာပါနော် အဲ့ဒါနဲ့ description ဆိုတဲ့နေရာကိုသွားပြီး app ရဲ့အကြောင်းဖော်ပြတဲ့အစကိုထည့်ရမှာပါနော်ကျွန်တော်က AI နဲ့ရေးထားတယ်အဲမိတ်ဆွေတို့ဒါလေးကို use နေဆိုရင်တော့ကျွန်တော်တို့ရဲ့ Telegram channel မှာ prompt နဲ့ description ကိုရယူလို့ရပါတယ်နော် channel link ကို comment မှာပေးထားတယ် short description မှာလည်းလို့တလို့ရေးလို့ရပါတယ်နော်ဒါဆိုရင်ဒီ sub english description ကိုနှိပ်ပါအခုတော့အားလုံးအပြည့်အသက်ပြီးဖြစ်သွားပါပြီ ဆမ်မင်းဖော်ရီဗျူးကိုနှိပ်ပါ confirm လောက်လာရင်ဆမ်မင်းဖြစ်တော့ပါပြီနော်ဒါပေမဲ့ app ကတော့အခုရှိမှ public မပြည့်သေးပါဘူးပေါ့နော် pending ထဲမှာနေမယ် website ကပြန်လဲစစ်ဆင်မယ်နော် review လောက်ဖို့၅ရက်ချိုးရလောက်ယူနိုင်ပါတယ်ပြန်မှာ public ဖြစ်လာမှာပါနော်ဟုတ်တယ်အကြောင်းတစ်ခုပြောချင်းပါတယ် app ကို upload လုပ်ပြီးဆိုရတဲ့တင် download မြတ်မြတ်ရမယ်လို့မမျှော်လင့်ပါနဲ့နော် download တက်ဖို့ခက်ပါတယ် app အတမ်းမို့လို့ viral ဖြစ်ဖို့အချိန်ယူနိုင်ပါရင်နော်ဒါပေမဲ့တခါတလေအဲ viral ဖြစ်နိုင်ပါတယ်အဲဆိုတော့ဒီချိန်ရောစူးစမ်းကြည့်ပါနော်နောက်တစ်ချိန်ကတော့ stream မှာနော်ပတ်စံကို video လုပ်ဖို့အတွက်100ဒေါ်လာအနည်းဆုံးရှိရပါမယ်ပတ်စံကလည်း9မိနစ်အတွင်းမှာမိတ်ဆွေတို့ရဲ့ wallet ထက်ကိုရောက်မှာပါနော် Binance account ထက်ကိုတင်ပြနိုင်ပါမယ်အဲဒါဆို app handy ရေရောစီးပွားရေးစိတ်ကူကတော့ဒီလိုပါပဲเนาะမိတ်ဆွေတို့အတွက်အတောင်မင်းဆွေတို့ရောဗီဒီယိုကို like ပေးပြီး channel လေးကို subscribe ပေးထားပါနော် ကျွန်တော်ကအရှားတော့ service app ကို business idea လေးလည်းမျောဝင်းပြင်မှာပါနော် Telegram channel လည်း join ထားဖို့မမေ့ပါနဲ့ update တွေကိုတင်ပြနေပါတယ်ဗောနော်ဒါဆိုရင်နောက်ထပ် video မှာပြန်တွေ့ပါမယ် bye bye